အလုံးမမင်္ဂလာပါဒီနေ့မှာတော့ပတ်စံရှာလို့ရတဲ့ဂျပန်တက်တော့အကောက်ကိုကိုကိုနိုင်ဖွင့်နေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်လည်းတူတစ်ခါကြည့်ပါမယ်ပထမအဆုံးအနေနဲ့မိမိဖုန်းလေးမှာရှိတဲ့တက်တော့ကိုတစ်ခါဖွင့်ပေးရပါမယ် ဒီလိုမျိုးတက်တော့ဖွင့်တဲ့အချိန်မှာကျွန်တော်တို့က Wi-Fi တွေချက်ပြီးတော့ဖွင့်လို့မရပါဘူး။မိမိဖုန်းထဲမှာ signal internet နဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့တက်တော့ location ကိုပြောင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီအောက်ဆုံးနားမှာရှိတဲ့ TH ပေါ်နေတဲ့နေရာလေးကိုတစ်ခါကျွန်တော်တို့နှိပ်ပေးရပါမယ်။ပြီးရင်တော့ဂျပန် location ကိုကျွန်တော်တို့ချိန်ထားပေးရမှာဖြစ်ပါတယ်။ပုံမှန်ဂျပန်လိုရိပ်ရှာပေးလိုက်ပါမယ်။ ပြီးရင်တော့နှိပ်ပစ်လိုက်ပါဒါဆိုရင်တော့ဒီအောက်လေးမှာဂျပန် location လေးပြောင်းပါပြီဖြစ်ပါတယ်ဂျပန်ဆိုတဲ့စာလေးလေးပေါ်နေပါပြီဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီနေရာလေးမှာဖုန်းနံပါတ်နဲ့လုံးဝဖွင့်လို့မရပါဘူး Google account Google Gmail account ကိုပဲကျွန်တော်တို့သုံးပြရမှာဖြစ်ပါတယ်ဖုန်းနံပါတ်နဲ့ဖွင့်မယ်ဆိုလို့ရှိရင် location ကလုံးဝပြောင်းမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မိမိမှာရှိတဲ့ Gmail account တစ်ခုခုနဲ့ဖွင့်ပေးပါ โอเคဒါဆိုရင်တော့ continue with ကိုခဲ့အကောင့်ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါမယ်။ပြီးရင်တော့ကိုဖွင့်ရှင်တဲ့ Gmail account တစ်ခုကိုဒီနေရာလေးမှာနှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ခဏလေးဆောင်ပေးလိုက်ပါ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ချင်းကျွန်တော်တို့ကစစ်တော့မှာမွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီချိန်မှာကိုယ့်ရဲ့မွေးနေ့ကိုတစ်ခါရွေးထည့်ပေးလိုက်ပါမယ်ဒီနေရာလေးမှာထည့်ပေးမယ်ဆိုလို့ချင်းကျွန်တော်တို့ကဒီ TikTok account နဲ့ Passenger မှာမို့လို့ကိုယ့်ရဲ့ Passport န်းရောင်ကဲထဲမှာရှိတဲ့မွေးနေ့တက်ခရိုက်ကိုထည့်တာပိုကောင်းပါတယ်။ဒါဆိုရင်တော့မွေးနေ့ကိုတစ်ခါတည်းထည့်လိုက်ပါမယ်။ထည့်ပြီးပြီဆိုရင် ကောင်တလေးကိုတစ်ခါထည့်လိုက်ပါမယ်။ဒီလိုမျိုးစာတန်းပေါ်လာပြီဆိုလို့ရှိရင် OK ကိုထည့်တစ်ခါနှိပ်ပေးလိုက်ပါမယ်။နောက်ထပ်တစ်ခါကောင်တလေးကိုနှိပ်ပေးလိုက်ပါ။ OK ဒီအဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်မိမိတက်တော့အကောင့်မှာထားမဲ့ password လေးကိုဒီနေရာမှာရည်ထည့်ပေးရပါမယ်။ကိုထားရင်လည်း password လေးကိုဒီနေရာမှာရည်ထည့်ပေးလိုက်ပါ။ ခနန်းရယ်စာလုံးရယ်ပြီးတော့ဒီမှာ headset တွေလည်းထည့်ပေးရမှာဖြစ်ပါတယ်ကိုကြိုက်တဲ့ password လေးကိုထည့်ပေးလိုက်ပါဒီအနာလေးကစာထဲ၃ချောင်းမှာကျွန်တော်တို့အမှန်လေးပြနေပြီဆိုလို့ရှိရင် password ထည့်တာအဆင်ပြေပဲဖြစ်ပါတယ်တကယ်လို့မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကစာလုံးလေးကိုအကြီးသေးလုပ်ပြီးတော့ထည့်ပေးပါ Okay မှန်တော့ပြီဆိုလို့ရှိရင်မိမိထည့်တဲ့ password လေးကိုသူရှာလေးမှတ်ထားပေးပါဒါကအရေးကြီးပါတယ် အဆင်ပြေတော့ပြီဆိုလို့ရှိရင်တော့ဒီအောင်းသားလေးကကောင်တန်လေးကိုပဲအထက်နဲ့ပြေးလိုက်ပါမယ်နော်ပြီးရင်တော့ဒီနေရာလေးမှာတိတော့မှာထားမယ်အကောင့်နံပါတ်လေးကိုထည့်ပေးရပါမယ်မိမိထားရှင်တဲ့အကောင့်နံပါတ်လေးကိုဒီနေရာလေးမှာထည့်ပေးပါထည့်ပေးပြီဆိုရင်တော့ company ကိုပဲဆက်နေပေးလိုက်ပါမယ်เนาะဒါဆိုရင်တော့မိမိလိုချင်တဲ့ Japan Tito account ပွင့်သွားပြီပဲဖြစ်ပါတယ် ဂျပန် TikTok အပွင့်မပွင့်ဆိုတာကိုကျွန်တော်တို့ profile ထဲမှာတော်ပြီးတော့တစ်ခေါက်ကြည့်ပါမယ်။ profile ကိုတစ်ခေါက်နှိပ်ပါမယ်။ပြီးရင်တော့အပေါ်မှာရှိတဲ့ရင်းချောင်းသုံးချောင်းကိုထည့်တစ်ခေါက်နှိပ်ပါမယ်။ပြီးရင်တော့ CTN privacy ဆိုတဲ့နေရာလေးကိုထည့်တစ်ခေါက်နှိပ်ပေးရပါမယ်။ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့အကောက်ကိုတစ်ခေါက်ထည့်ဝင်ပေးလိုက်ပါမယ်။နောက်ထပ်တစ်ခါအကောင့် information ဆိုတဲ့နေရာလေးကိုထည့်တစ်ခါနှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ကျောစောကကျွန်တော်တို့တက်ခဲ့တဲ့ Gmail နံပါတ်ရဲ့ပြီးတော့ဒီ out location ဆိုတဲ့နေရာလေးမှာဂျပန်ဆိုပြီးတော့ပေါ်နေပါပြီ။ဒီလိုမျိုးပြနေပြီဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ကပတ်စံခြာလို့ရတဲ့အကောင့်ဖြစ်သွားပါပြီနော်။ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့မိမိကိုယ်တိုင်ပတ်စံခြာလို့ရတဲ့ဂျပန်တက်တော့အကောင့်တစ်ခုဖွင့်နိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။